ကဘာကျော်ဘီလီယံနာတထေးကြီး9ဦးကဘာပေါ်မှာဒေါ်လာဘီလီယံနာ900ကျော်ကိုပထမဆုံးပိုင်ဆိုင်ထားသူကတော့လူတိုင်းဒီပါတည်ထားကြတဲ့လျက်စကားကုမ္ပဏီထက်ဆလက်ကိုတည်ထောင်ထားသူအဲလွန်မတ်ပဲဖြစ်ပါတယ်အဲလွန်မတ်ဟာလျက်စကားကုမ္ပဏီထက်ဆလက်နဲ့အာဂတယင်ကုမ္ပဏီ Speed H2 ကိုပထမဆုံးဦးဆောင်တည်ထောင်ခဲ့သူတစ်ယောက်ပါအဲလွန်မတ်ဟာယခု2025ခုနှစ်မှာလဲ AI ဉာဏ်ရည်တုကုမ္ပဏီကိုထပ်မံတည်ထောင်လိုက်ပါတယ်အဲလွန်မတ်ရဲ့ရည်မှန်းချက်ကတော့ ကဘာမြေပေါ်ကစွမ်းအင်တွေကိုအသုံးပြုပြောင်းလဲပစ်ဖို့နဲ့လူသားတွေကိုအင်ကာဂျူပေါ်ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးစမ်းသစ်တဲ့စီးပွားရေးတွေနဲ့စီမံကိန်းကြီးတွေကြောင်းအဲလိုမဲ့မှာအမေရိကန်ဒေါ်လာဘီလီယံနာ260ကျော်ကိုဗန်မာအနှံထားတယ်လို့သိရပါတယ်။ဒါပေမဲ့ယခုအချိန်မှာတော့အဲလိုမဲ့ရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာဘီလီယံနာ900ကျော်ရှိနေပါပြီ။ဒုတိယအချမ်းသာဆုံးသူကတော့ဘားနဲ့အာနော်ပါ။ သူကတော့ LNV MH လို့ခေါ်တဲ့ဇင်ခံကုန်ပစ္စည်းအုပ်စုကြီးတွေကိုစတင်တည်ဆောင်ခဲ့သူတယောက်ပဲဖြစ်ပါတယ်။ Louis Vuitton ဒီလိုစတဲ့ကဘာကျော်အမှတ်တရစိပေါင်း80ကျော်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ဒီဇင်ခံပစ္စည်းတွေရဲ့တန်ဖိုးကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာအမေရိကန်ဒေါ်လာဘီလီယံ200ကျော်အထိချမ်းသာလာခဲ့တာပါ။တရရမြောက်ချမ်းသာသူကတော့ Jeff Bezos ပဲဖြစ်ပါတယ်။ Jeff Bezos ဟာ Amazon Online Store ကြီးကိုစတင်တည်ဆောင်ခဲ့သူပါ။သူရဲ့ project ကို စာအုပ်ရုံးတဲ့ဆိုင်ကနေစတင်ခဲ့ပြီးတော့အခုချိန်ဆိုရင်အခုဆိုရင်ဘာပစ္စည်းမစိုးဝယ်လို့ရရစတိုးဆိုင်ကြီးအဖြစ်ပြောင်းလဲလာခဲ့တာပါဒါတွေမကသေးပါဘူး Amazon website စားပစ်လို့ခေါ်တဲ့အင်တာနက်ဝန်ဆောင်မှုတွေကလည်းအမြတ်ဆုံးများစွာရရှိထားပါသေးတယ်ယခုလက်ရှိ Just Diso ဟာကမ္ဘာအချမ်းသာဆုံးဆင်းမှာပါဝင်နေပြီးတော့ American Dollar Billionaire 190ကျော်ကိုပိုင်ဆိုင်ထားသူတယောက်ပဲဖြစ်ပါတယ်စတုထာမြောက်ကပအချမ်းသာဆုံးနေရာကို ရောက်ရှိနေသူကတော့ဖေဖိုလ်လိုအမိရတဲ့ လူမှုကွန်ရက် website ကိုတည်ထောင်ထားသူမဆူဂါဘတ်ပဲဖြစ်ပါတယ်။မဆူဂါဘတ်ဟာကမ္ဘာတဝန်းကလူသားပေါင်းများစွာရဲ့အဆက်အသွယ်များကိုချိတ်ဆက်ပေးနိုင်တဲ့အတွက်သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာအမေရိကန်ဒေါ်လာဘီလီယံနာ190ကျော်အထိရှိနေပါပြီ။ဇူဂါဘတ်ဟာ Instagram နဲ့ WhatsApp ကိုလည်းဝယ်ယူခဲ့ပြီးတော့ထပ်မံဝယ်ယူခဲ့ပြီးရဲ့နောက်မှာတော့သူ့ရဲ့ Empire ဟာပုံမကျပြန့်လာခဲ့ပါတယ်။နောက်ဆုံးတစ်ခုကတော့ Bill Gates ပဲဖြစ်ပါတယ်။သူဟာ Microsoft Software Company ကိုတီထောင်ခဲ့သူပါကမ္ဘာတဝန်းကကွန်ပျူတာတွေမှာအသုံးပြုနေတဲ့ Windows စနစ်က Microsoft ရဲ့ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်ဒီလိုနည်းပညာကိုခင်မိအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက် BK မှာ American Dollar Billion 130ကျော်တိရှိလာပါတယ် BK ဟာလက်ရှိမှာတော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုကျန်းမာရေးနဲ့ပညာရေးလုပ်ငန်းတွေမှာလှူဒန်းနေပါပြီဒါကတော့ကမ္ဘာအချမ်းသာဆုံး Billionaire 5ဦးရဲ့ချမ်းသာလာပုံစီးပွားရေးသမိုင်းကြောင်းတွေပဲဖြစ်ပါတယ် ဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်